င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကလူမှုဖူလုံရေးအကျိုးခံစားတဲ့အာမခံအလို့သမားတွေရဲ့နေရက်လိပ်စာတွေကို Google Map ပေးရေးဆွဲမှတ်တမ်းတင်ရန်ညွှန်ကြားကအလို့သမားတွေကိုစစ်မှုထမ်းအဖြစ်စုဆောင်းရန်အဓိကအရွယ်လို့ဆိုပါတယ်ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေပြီး ပြည်သူတရားဝန်ကျင်ဟာထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်ရတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကောင်စီကလူမှုဖူလုံရဲ့အကျိုးခံစားတဲ့အာမခံအလို့သမားတွေရဲ့အမည်နဲ့လိပ်စာကို Google Map နဲ့အတိအကျရေးဆွဲမှတ်တမ်းတင်ထားဖို့ညွှန်ကြားချက်တရက်ကို တနိုင်ငံလုံးကလူမှုဖူလုံရေးရုံးတွေကိုညွှန်ကြားထားတယ်လို့လူ့သမားရေးလှုပ်ရှားသူအချို့ကပြောပါတယ်။အကြက်ဘက်စစ်ကောင်စီလက်အောက်က နေပြည်တော်လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်ကအခုမေလအတွင်းမြန်မာတနိုင်ငံလုံးကလူမှုဖူလုံရေးအကျိုးခံစားကြတဲ့လူ့သမားတွေအာမခံလူ့သမားတွေရဲ့အမိတွေနေရာလိပ်စာတွေကို Google Map နဲ့တကွာစနစ်တကျအမှတ်တမ်းတင်မယ်လို့ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စက်ယုံအလို့သမားတွေနဲ့ကုမ္ပဏီဝန်ထမ်းတွေရဲ့နေရက်တွေကို Google Map location ပါဆွဲပြီးစစ်မှုထမ်းအတွက်ပါဝေမျှမှတ်တမ်းတင်ထားကလိုအပ်လာရင်လူသမားတွေကိုလည်းစစ်မှုထမ်းအဖြစ်စင့်ခေါ်မယ်လို့လည်းသိရတဲ့အတွက်ကြောင့်စိုးရင်စရာအခြေအနေတစ်ခုဖြစ်ပေါ်နေရလို့လည်းလူသမားကြီးလှုပ်ရှားသူတူဦးကပြောပါရယ်အ ဒါအပြင်စစ်ကောင်စီကရန်ကုန်တိုင်းစစ်မှုဇုန်တွေအတွင်းမှာအလုပ်လုပ်ကင်နေကြတယ်။အသက်18နှစ်ကနေအသက်35နှစ်အတွင်းမှာရှိတဲ့အမျိုးသားအလုသမားအရေးအတွက်ကိုလည်းမကြာခဏဆိုသလို တောင်းခံခဲ့ပြီးအဲ့ဒီစင်းတွေတဲကစစ်မှုထမ်းဖို့အကြုံးဝင်သူတွေကို စည်ရင်ပြုစုထားဖို့ညွှန်ကြားမှုတွေရှိခဲ့ပြီးအခုမှလည်းထပ်မံအသေးစိတ်ညွှန်ကြားတာဟာအရေးအလွတ်သမားစီရင်ကောက်ယူခဲ့မှုတွေနဲ့ဆက်ဆက်နေရလို့လည်းသိရှိရပါတယ်။အကြက်ပဲစစ်ကောင်စီရဲ့စစ်မှုထမ်းစင့်ခေါ်မှုတွေကြောင့်စစ်မှုဇုံတွေမှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်း အမျိုးသားအလုသမားအရေးအတွက်ဟာရှားပါနေပြီအမျိုးသမီးအလုသမားတွေကသာအဓိကမှီခိုးလောက်ကိုင်းနေရတာကြောင့်ရွယ်မက်စီစီယံအပါဝင် လုပ်ငန်းရှင်တွေကစုပေါင်းကပြည်တွင်းအလုသမားရှားပေါင်းမှုအခြေအနေကိုဖြေရှင်းပေးဖို့အတွက်စစ်မှုထမ်းစင့်ခေါ်မှုကိစ္စတွေ short ပေါ်စဉ်းစားပေးဖို့ကိုစစ်ကောင်စီထံတင်ပြမှုတွေလည်းရှိနေတယ်လို့လည်းသိရပါရဲ့ရှင် ပဲခူးတန်းတဲ့တပုတ်ကိုတင်ဆက်ပေးကြပါရယ်ပဲခူးတိုင်းမင်းလာမြို့နယ်မှာကိုအောင်ချိုသူနဲ့ကိုချမ်းမြင့်တို့နှစ်ဦးကိုစစ်မှုထမ်းကိုင်းဖို့အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မေလ15ရက်နေ့မနေ့ပိုင်းကမင်းလာမြို့ကနေအိုးတဲကုန်းကိုဆက်သွယ်ထားတဲ့လမ်း မဟာဇေယောဖုန်ကြီးကျောင်းရှိကဇရက်မှာစစ်တပ်နဲ့ရဲတွေကဂိတ်ချပြီးလှေကူအုပ်စုအုံနေချောင်းကျေးရွာကကိုအောင်ချိုသူနဲ့ကလဲစုကျေးရွာကကိုချမ်းမျိုးတို့ကိုဖမ်းဆီးသွားရလဲဖြစ်ပါတယ်။သူတို့နှစ်ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးသွားတယ်ဆိုတာကိုမိသားစုတွေသိရှိတဲ့အခါမှာတော့ချက်ချင်းလိုက်သွားပြီးစစ်မှုထမ်းကိလို့ဖို့အတွက်စစ်မှုထမ်းချေပြေလစဉ်တက်သိန်းတောင်းချီပေးနေရတာကြောင့်စစ်တပ်လက်ထက်ကနေပြန်လဲထုတ်ရန်စူးစမ်းကြပေမဲ့လည်း လူလိုလို့အထက်အမိတ်ရဖမ်းဆီးတာဖြစ်တဲ့အတွက်ကြောင့်စစ်မှုထမ်းကြေးပေးတာနဲ့မဆိုင်ဘူးလို့ပြောဆိုလွှတ်လိုက်ကြောင်းဖမ်းဆီးခံရသူတွေရဲ့မိတ်ဆွေတွေကပြောပါရယ်မင်းလာမြို့နယ်မှာစစ်တပ်ကကြေးရွာတွေအတွင်းကိုဝန်ရောက်ကပေါ်တာဆွဲဖမ်းဆီးမှုမခံလို့ရင်လက်စင်ကြေးရွာတွေကိုငွေကျပ်350ကနေ300အထိ တောင်းယူနေပြီးကြေးရွာတွေကလည်းအိမ်အောင်စုတွေဟာလည်းတစုကိုငွေကျပ်အနည်းဆုံး3000လက်စင်ထည့်ဝင်ရကအဲ့ဒီငွေတွေကိုစုစည်းပြီး မင်းလာမြို့နယ်ကနေမြေကန်တရင်တွေကိုပေးပို့ရတယ်လို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့မြန်မာနိုင်ငံတဝန်းကအကျဉ်းတော်တွေအတွင်းမှာဘတ်ဂျက်ငွေနှဲပါနေရလို့ဆိုပြီးအကျဉ်းသားတွေကိုအစားအသောက်ခွဲတန်းလျှော့ချပြီးထမင်းနဲ့ပဲဟင်းအရေးကြီးတာကြွေးတော့တဲ့အတွက်ကြောင့်အကျဉ်းသားတွေမှာအာဟာရချို့တက်မှုတွေဖြစ်ပွားနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုယ့်ရဲ့ PPNN ကဘို့ဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကပြောပါရယ်လက်ရှိအကျဉ်းတောင်တွေအတွင်းမှာထမင်းနဲ့ပဲဟင်းအရေးကြီးကိုသာအဓိကထားစားနေရတဲ့အပြင်အာဟာရမပြည့်ဝတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အောက်ပိုင်းမလှရှားနိုင်တဲ့ဝေဒနာကိုခံစားရတဲ့အကျဉ်းသားတွေများပြားလာတယ်လို့လည်းဆိုပါရယ်အကျဉ်းတောင်အများစုမှာအကျဉ်းသားတူတပတ်တာစားတတ်ဖို့အတွက် ရိတ်ခါသတ်မှတ်ရမှာလဲတပတ်ကိုနေ့ည8:00ချိန်14နဲ့သတ်မှတ်ထားပြီးကြက်ဥတလုံးနှစ်လက်မအရွယ်9အသာတုံး3တုံးစုစုပေါင်း4နဲ့စာကိုသာပေးပြီး ကြံရက်တွေမှာတော့ထမင်းနဲ့ပဲဟင်းအရေးကြီးကိုသာကျွေးတော့ရလို့လည်းသိရပါဗါးအကျင်းထောင်ကကျွေးတဲ့အစားအသောက်တွေမှာအသားရရှိမှုပမာဏညော့နေလာတာအဟာရပြည့်ဝတဲ့အစားအသောက်တွေကို စားတော့ခွင့်မရတာတို့ကြောင့်ခန္ဓာကိုယ်ဟာချိနေလာကခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့ထောင်အခေါ်တုပ်ဆွဲမှုဖြစ်ပွားတဲ့အကျဉ်းသားအရေးအတွက်ဟာမြတ်ပြလာပြီးမြင်းကြံအကျဉ်းထောင်မှာစုစုပေါင်းလူရယ်15ရာခိုင်နှုန်းဟာတုပ်ဆွဲတဲ့ဝေဒနာကိုခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNL ကတည်င်းထုတ်ပြန်ထားပါဗျ။မြင်းကြံအကျဉ်းတောင်လိုပဲမိထီလာအကျဉ်းတောင် လွိုက်ကောထောင်ပသိမ်လူငယ်ထင်းသိမ်းအကြောင်းတို့မှာလဲဝဝလင်းလင်းမဆရတာ အသားကိုတာရော့သွားသလိုအသားတုံးသေးသွားတာအစားအသောက်အသိုးတွေကျွေးပြေးတာတွေတို့ကြောင့်စားတောက်ရိပ်မှာအခက်ခဲတွေကြုံတွေ့နေရတယ်လို့လည်းကိုတိုင်ထွန်းကပြောပါရယ်အကျဉ်းတောင်အသီးသီးမှာစားတောက်ရိပ်အဆင်မပြေဖြစ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းထောင်တွေမှာမတရားအကျဉ်းကျခံနေရတဲ့နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူတွေ အစားအသောက်ရေးရာအတွက်အထောက်အကူဖြစ်တဲ့ထောင်ဝင်းစားပါဆွဲတွေကိုလည်းအာယုံစိုက်ပေး၊ကူညီပေးကြဖို့ကိုလည်းမြစ်တာရက်ခံခြင်းနဲ့တို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါရရှင်ဒီတစ်ခါမှာတော့ ထိုင်းမြန်မာနယ်စပ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေတာကြောင့်ပြည်သူတရားဝန်ကျင်ဟာထပ်တံငန်ဘက်ကိုစစ်ပေးတင်းရှောင်ရတယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။မေလ၁၉ရက်နေ့မနေ့ပိုင်းကနေစတင်ပြီးစစ်ကောင်စီရဲ့မော်ဖိုးကေစစ်တပ်စခန်းကို KNL KNDO ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်နေတာဖြစ်ပြီး drone တွေနဲ့ဘုံတွေကျဲချနေတာကြောင့်ထိုင်းစစ်တပ်ကနယ်စပ်လျှောက်မှာအခြေအနေကိုစောင့်ကြည့်နေရလို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါဗျ။အဲဒီလိုမြန်မာဘက်အချမ်း န်းမှာတိုက်ပွဲတွေစတင်ဖြစ်ပွားချိန်မှာပြည်သူတရားဝန်ကြီးဟာတောင်ရင်မြစ်ကိုဖျက်ကူးကထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်လာတဲ့အတွက်အဲ့ဒီစစ်ဘေးဒုက္ခသည်တွေကိုထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်တွေကကူညီထားတယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ15ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်နေမေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးရတဲ့နောက်မှာ မော်ဖိုးကေစစ်တပ်စခန်းကို KNU ကစတင် တက်ခတ်နေတာလည်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့အခုမေလအတွင်းထိုင်းမြန်မာနယ်စပ်အနီးကစစ်ကောင်စီရဲ့ပို့လို့တူ ခလဲ့တဲ့တခေါ်ဘီခွေမော်ဖားသူစခန်းတလဲစခန်းနဲ့မေလစခန်းတွေကိုဇက်တိုက်တိုက်ခတ်သိမ်းယူနေရလည်းဖြစ်ပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်စမ်းချောင်းတောင်ရက်ွက်အုတ်ချုပ်ရည်မှုရုံးကိုလက်ပစ်ဘုံးနဲ့ပစ်သွင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအဲဒီနောက်မှာစစ်တပ်ကစမ်းချောင်းမြို့နယ်တခွင်ကိုကင်းပတ်စစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသပြည်သူချို့နယ် The Black Line အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်မေလ19ရက်နေ့မနေ့17ရက်မိနစ်50လောက်ကစမ်းချောင်းမြို့နယ်တောင်ရက်ွက် အုတ်ချုပ်ရေးမှုရုံးကိုတပ်ပလတ်လိုက်နေရန်ကုန်အာမီဝိုင်းရဲ့အဖွဲ့ကတော်လန်ရဲဘော်တွေကလက်ပစ်ပုံတလုံးကိုပြစ်သွင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရေးမှုရုံးတွေကအကြမ်းဖက်တသားတူထိခိုက်မှုရှိနိုင်တယ်လို့လည်းတပ်ပလတ်လိုင်းအဖွဲ့တာဝန်ရှိသူတူကပြောပါတယ်။အဲလိုတိုက်ခတ်ခံရပြည်တောင်မှာစစ်ကားနဲ့ရဲကားချို့ဟာလမ်းတော်တွေအထိဝင်ရောက်ကင်းပတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းဒေသပြည်သူချို့ကပြောပါတယ်။ပုံမှန်အားဖြင့်စစ်ကားနဲ့ရဲကားတွေဟာ လမ်းတွေတွေစီကိုဝင်ရောက်လို့မရှိဘူးလို့လဲစမ်းချောင်းမြို့နယ်ကပြည်သူတို့ကပြပြပါရယ်လက်ပြဘုံနဲ့တက်ခတ်ခံရတဲ့စမ်းချောင်းတောင်ရက်ွက်အုတ်ချုပ်ရည်မှုယုံဟာစစ်ကောင်စီတောက်တိုင်တွေဖြစ်တဲ့အုတ်ချုပ်ရည်မှုဒလန်နဲ့ပြူစောထီးတွေစုဝေးရနေရဖြစ်ပြီးပြည်သူတွေကိုအနိုင်ကျင့်ဖို့ကြနေတဲ့ကြက်ဖို့ယုံဖြစ်တယ်လို့စစ်ကောင်စီအုတ်ချုပ်ရည်နေရတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့အတွက်အခုလိုသတိပေးတက်ခတ်ခဲ့တာဖြစ်တယ်လို့လဲ The Bread Line အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုံကတော့ရခိုင်ပြည်ဘူးတီတော်မြို့သိန်းတိုက်ပွဲတစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ် တိုက်ပွဲတွင်ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားစစ်တုံးပန်းမိသားစုဝင်300ကျော်ကို အေအေကလွှတ်ပေးခဲ့လို့သိရပါဗျ။မေလ17ရက်နေ့ကဘိုးတိတော်မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတွေတဲကနေစစ်တုံးပန်းနဲ့မိသားစုဝင်314ကိုအရခတပ်တော်အေအေကပြန်လည်လွှတ်ပေးခဲ့တာလည်းဖြစ်ပါဗျ။ပြန်လွှတ်ပေးလို့ရတဲ့စစ်တုံးပန်းတွေနဲ့မိသားစုဝင်တွေကိုအခုလိုပြန်လွှတ်ပေးတာဖြစ်တယ်လို့လည်းအရခတပ်တော်အေအေကပြောဆိုထားပါဗျ။အခု2025ခုနှစ်တနှစ်တာ တွဲစစ်တုံပန်း2023ကိုပြန်လည်လှုပ်ပေးထားပြီးပြီဖြစ်တယ်လို့လည်းသိရပါဗျ။ဖေဖော်ဝါရီလပထမပတ်အတွင်းမှာစစ်တုံပန်းတွင်နဲ့မိသားစုဝင် စုစုပေါင်း136ကို ပြန်လည်လှုပ်ပေးခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလတတိယပတ်အတွင်းမှာလည်းစစ်တုံပန်း198ဦးကိုအေအေကပြန်လည်လှုပ်ပေးခဲ့ပါဗျ။ပြန်လည်လှုပ်ပေးခဲ့တဲ့198ဦးထဲမှာစစ်ကောင်စီရဲ့ဒုတိယရဲမှူးကြီးတူပါဝင်ပြီး အမျိုးသမီး149ဦးနဲ့ အမျိုးသား52ဦးပါဝင်တယ်လို့လည်းသိရပါဗျ။ဧပြီလ17ရက်နေ့ကလည်းမင်းပြတိုက်ပွဲအတွင်းမှာဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေတဲကစစ်တုံးပန်းတွေနဲ့မိသားစုဝင်190ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့ကလည်း225ဦးကိုပြန်လည်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင် ထောင်ချီကို အာရခတပ်တော်အေကဖမ်းဆီးရရှိထားတာဖြစ်ပြီးအဲ့ဒီအထက်ကပြန်လွတ်ပေးတဲ့ဥယေဟာစုစုပေါင်းတထောင်ကျော်ရှိလာတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကတော့မြောက်ဦးမြို့နယ်ရန်ချောင်းဒေသမှာထားရှိတဲ့စစ်တုံပန်းတွေရှိရာနေရာကိုစစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တုံပန်း28ဟွာတိုက်ဆုံးခဲ့ရပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါအားရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့နေ့ကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ